ချစ်ခင်ရပါသောမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဥ Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတ္ထစာကိုအပိုင်းစနစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါဦးခင်ဗျာနဖူးစာဟူသည်မှာလူကလှုပ်ရွေ့ဖြစ်သည်ဟုအချို့ကပြောကြ၏ ိမ်နောင်ဆောင်တရားမြကိုစစ်ဆေးသည့်ရှိသောညစွာသောလင်မယားအစုံတို့မှ၎င်းအယူအဆအတိုင်းဟုတ်မှန်တကဲ့သို့ဂိုင်းကန်ရှင်များဤသဘောဆန္ဒအလျောက်ပေါင်းဖက်မိသည်ကိုလည်းတွေ့ရကောင်းတွေ့ရပေလိမ့်မည်သူတို့ချင်းချိကြိုက်ကြ၍အနောက်အရှက်အပြည့်အစည်းမရှိဘဲချုံမောစွာထမြောက်အောင်မြင်ခြင်းများလည်းရှိကြပေသည် တို့ရတွင်ရာဂိုင်းနှုတ်အနှငယ်များသောအိမ်ဆောင်ဆောင်တို့လည်းရှိသေး၏၎င်းတို့မှာချစ်ကြိုက်ပါလျက်နှင့်လွဲကြရာချင်းများနှစ်နှစ်ကံကာချစ်ကြိုက်လာသည်မဟုတ်ဘဲအကြောင်းအားလျော်စွာတွေ့ဆုံပေါင်းစည်းမိခြင်းများကက်ကက်တက်တက်ခဲခဲရင်ရင် လွဲရ၍ကက်ကက်တက်တက်ခဲခဲရင်ရင်ပေါင်းစုံမိခြင်းများလည်းရှိကြသည်၎င်းတို့မှာမူကာယံရှင်များဤစန္ဒထက်အတိတ်ကံကဂျိုတင်ဖန်တီထားသည့်အရေးနမိတ်ကဘုံမထင်ရှားသည်ဟုဆိုရပေမည် ယောက်ျားကရမိန်းမကပါနေမတိထိုင်မတိချိကြွ၍နှစ်ဖက်သောမိဘများကလည်းသဘောတူကြပါလျက်မဖြစ်စလောက်သောအကြောင်းကလေးမျှနှင့်လွဲချော်သွားကြရသူများလည်းရှိသေးပေရာထိုကဲ့သို့သောလူများမှနဖူးစာမပါသောကြောင့်ဟူသောအကြောင်းပြချက်မှတပါအခြားနီလန်းရှိနိုင်မည်မထင်ပေ။ဒါမြတ်နှင့်လူမော်ဤနှမမက်ရွှေကြီးကိစ္စ၌ဒါမြတ်တူရဲအတွက်ကြောင့်သာလျှင်ဤမြတ်လောက်ကြာရှည်စွာလွဲနေကြခြင်းဖြစ်သောကြောင့်ဒါမြတ်ကသဘောတူလိုက်သည်နှင့်တပြိုင်နက် ကွယ်နိုင်လွဲနိုင်ဖို့မရှိတော့ပြီဟု၍မှတ်ထင်ပွဲရှိတို့ရတွင်လူတို့စီမံသောအရာများသည်စင်လုံးချောညီညွတ်ခြင်းအလွန်ရှား၍အဖုအစ်စ်အထစ်အငော့များနှင့်တွေ့ရတတ်သည်သာဖြစ်လေသည်ထိုချိန်ကာကသကိုင်းတောင်ရိုးရှိကျောင်းတစ်ကျောင်းတွင်ကမ္မထံအပြကောင်းလာသည်ဟုကြော်စောလျက်ရှိသောသီလရှင်တစ်ပါးပေါ်ပေါက်လျက်ရှိရာမန္တလေးရွှေဘိုသကိုင်းအစရှိသောမြို့ကြီးများမှလူကုန်တံများ၏သမီးများသည်၎င်းကျောင်းသို့သွား၍ ဥပုပ်ရက်ရှိဆောင်ရင်ကမ္မထံတရားအထုတ်ကြသောခေဖြစ်လေ၏ခေဆိုရင်မှာအလွန်ဆန်းကြယ်သောသဘာဝတစ်ခုဖြစ်၍ခေအလျောက်ဆိုရင် ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကြာရသူတိုင်းစိတ်ဝင်စားခြင်းရ၏ဥပုပ်ရက်ရှိဆောင်ခြင်းကမ္မထံထိုင်ခြင်းစသော အလုံးမှာအထူးအဆန်းမဟုတ်ဘဲဗုဒ္ဓသာသနာတော်ပြည့်နှံ့လာသည်မှစ၍တဏ္ဍင်တို့များကြိုးစားကြသောအလုံးများဖြစ်တော်လဲတတုံတုံခင်မိန်၍တချီတချီတွင်ခေစားသည်ဟု၍ရှိပေသေးသည်ထိုချိန်၌မူ မန္တလေးမြို့မှာအရေးပိုင်သမီးမြည်သူစကိုင်းမြို့မှာဝင်တော့သမီးမြည်ဝါရေဘုံမြို့မှာစက်ပိုင်သမီးဘဲသူမြေပိုင်ရှင်သမီးဘဲဝါစသည်တို့သည်၎င်းကြောင်၌ဥပုပ်ရက်ရှိမြေမြဆောင်၍ကမ္မထံအဘဲမြလောက်နေတိုင်းထိုင်သည်အစရှိသောတရင်များသည်တနေ့တခြားပြန့်နှံ့၍ခစ်ဖြစ်လာခြင်းသောကြောင့်သူငါကစစိတ်ဝင်စားစွာနှင့်၎င်းအကြောင်းများကိုဆွေးနွေးခြင်းကြလေသည်။တာမြတ်ဤနှမငွေညီနှင့်လူမော်ဤနှမရွှေရီတို့သည် ဤတရင်ကိုကြားကြရသောအခါအမှန်အဖြစ်လဲလူကြီးများဤမျော်မှန်းချက်ကြီးအောင်မြင်ဖို့လဲစကန့်မဏိတွေကိုသိမြင်ကြ၍တယောက်နှင့်တယောက်ကံတူအကျိုးပေးဆို၍အလွန်ချစ်ခင်နေကြသည့်အတိုင်း၎င်းကြောင့်သို့သွားဖို့မိဘများထံခွင့်ပန်ကြရန်တိုင်ပင်ဆုံးဖြတ်ကြ၏မိဘများသည်ပထမ၌သဘောမတူကြတော့လဲသမီးများဤကောင်းမြတ်သောဆန္ဒကိုကန့်ကွက်သည်ဟုရွာသားများကကဲ့ရဲ့မည်ဆိုသည်နှင့်မိန်းကလေးတယောက်စီအဖော်ထက်လျက်ခွင့်ပြုလိုက်ကြရလေ၏ထိုအခါ၌ ်မင်းကလေးနှစ်ယောက်တို့မှာအပြူဟိုင်းကြီးတွေဖြစ်နေကြတော့သဖြင့်စိတ်မချစရာမရှိသည့်အပြင်နှစ်ယောက်တွဲဆိုသောကြောင့်လည်းသာ၍စိတ်ချဖို့ဖြစ်နေ၏လူကြီးများသည်မင်းကလေးများ၏အကြံစီကြောင့်မိမိတို့ရှိကလေးကမျှော်မှန်းထားကြသည့်ကြံရွယ်ချက်ကြီးကိုအသစ်တပန်းသတိရလာခဲ့ပြန်သည်နှင့်မိမိတို့အချင်းချင်းတိုင်ပင်ကလူမော်နှင့်တာမြတ်တို့ထံသို့ဇာတ်ဆောင်သည်ရေးထည့်ခဲ့ကြခြင်းဖြစ်လေသည်သို့သော မင်းကလေးနှစ်ယောက်တို့ကမူကား၎င်းတို့၏ခွင့်တောင်းချက်အရ တပည့်မာကလေးတယောက်စီနှင့်သခိုင်းကြောင့်သို့သွားကြဖို့ခွင့်ပြုလိုက်ကြရလေပြီ။ဒါမြတ်ကမိဘများထံသို့ပို့လိုက်သောစာသည်ရွာသို့ရောက်၍မိဘများဝမ်းမြောက်ဝမ်းသာဖြစ်လျက်သခိုင်းတို့လူစေလွတ်ကာမိန်းကလေးနှစ်ယောက်တို့ကိုခေါ်ယူစေ၏။တို့ရတွင်လွတ်လိုက်သောလူမှာမตายရသောတရင်တရကြားသိရလေပြီ။အကြောင်းကိုဆိုသောယမန်၏ကမိန်းကလေးနှစ်ယောက်တို့သည်တပည့်မာကိုစီနှင့်မန္တလေးတို့အလေပတ်ထွက်လာကြ၍မြစ်ကိုတန်တန်ဖြင့်ကူးပြကြခြင်းမြစ်လေကောင်း၌ တမန်ကိုရုတ်တရက်လေပြင်းတိုးဝဲသည်နှင့်ဒိတ်မောသွားကြောင်းတမန်သမားနှင့်အစေခံမိန်းကလေးနှစ်ယောက်တို့မှအခြားခီးသည်များဖြစ်သောသီလရှင်၃ပါးနှင့်အတူတမန်ကိုတွေ့ဖက်ထားနိုင်သည်ဖြင့်အသက်ဘေးမှချမ်းသာရာရကြတော်လဲမိန်းကလေးနှစ်ယောက်မှမူရေကူးမတက်ကြသည်ဖြင့်တမန်ဒိတ်မောသည်နှင့်တပြိုင်နက်လွင့်စင်ထွက်သွား၍ရေလယ်၌အသက်ဆုံးရှုံးရကြောင်းဟူသောသတင်းပင်ဖြစ်လေသည်ဒီလရှင်ဆရာကြီးဒီမိန်းကလေးများနေထိုင်သောရွာသို့လူစေလွတ်အကြောင်းကြားရန်စီစဉ်ဆက်တွင် ရွာမှလူရောက်သွားခြင်းဖြစ်သောကြောင့်ထိုသူမှာအစေခံမိန်းကလေးနှစ်ယောက်တို့ကသာရွာသို့ပြန်လည်ခေါ်ဆောင်သွားရလေတော့သည်သူဖြစ်ရာကတာမြတ်ဤဖခင်ဥကျော်ဟုမှတာမြတ်ဤစာကြောင့်ဝမ်းမြောက်မြေမကြံရသေးမီသမီးရောချွေးမလောင်းပါဆုံးရှုံးရ၍ဝမ်းနေပက်လက်ဖြစ်ရလေတော့တည်းလူမော်သည်ယခင်ခါများကမတနာဤနေအိမ်တို့လာရောက်လဲပက်လက်မရှိတော့လဲထိုနေ့မှစ၍ညချိန်များတွင်ဂါကလေးတစည်းနှင့်အလဲပက်လာလေတော့သည် လေလာတိုင်းလဲခင်လေးဆွေအတွက်ဆို၍အဖို့တန်သော စားစရာများကိုဂိမ်းမုံတိုင်းမှဖြစ်စေတရုတ်တန်းမှဖြစ်စေဝယ်ယူလာခဲ့သည်သာဖြစ်လေသည်အမှန်မှာခင်လေးဆွေသည်မိမိအတွက်ဤကဲ့သို့လက်မထိုးစေကမူလဲမတဏ္ဏအားအလုခံသားခြင်းနှင့်ကေဇေခြင်းတို့အတွက်ကျေးဇူးတင်လာသဖြင့် လူမော်အဖို့အလွန်အရေးပါအရာရောက်သော ရှင်နေကြီးဖြစ်နေခဲ့လေပြီပထမ၌ခင်လေးဆွေသည်ယောက်ျားများကိုညှိလို့သောဒေါမနတစိတ်အကျွန်းအကြံရှိနေသေးသည်ဖြစ်၍မဒနာအားဝင်ကြော်ဖြစ်စေလို့သောဆန္ဒရှိလျက်နှင့်ပင်မဒနာဤညင်ပေခြင်းကို ထောက်ခံခဲ့ခြင်းဖြစ်သည်ယခုအချိန်မူကားခင်လေးဆွေသည်လူမော်ဤချော့မြူခြင်းများထက်ပြုခဲ့မှုသောဂျေဇုကိုထောက်ထားသည်ဖြစ်၍မဒနာအားအချိန်ရှိသမျှတိုက်တွန်းလေတော့သည် မတနံဤကွာရ၌လဲလူမော်သည်ခင်လေးဆွေနှင့်တွေ့အောင်သွား၍မိမိကမူမတနံအားထလောင်းတောင်းပန်တိုက်တွင်းဖို့အခွင့်မရှိတော့ပဲခင်လေးဆွေကသာလုံးဝဒါဝင်လွှဲထားလိုက်ပါတော့သည်ဟုပြောသွားလေသည်ဒေါခင်လေးဆွေကဘယ်နဲ့လဲကွဲ့တူမကြီးရဲ့မတနံကဘာဘယ်နဲ့လဲတော်တော်ရဲ့ဒေါခင်လေးဆွေကတသက်လုံးအိမ်တော်မပြုတ်တော့ဘူးလို့ညီကဆုံးဖြတ်ထားလို့လားမတနံက ။ခမင်းတလူကိုကုဟာကိုရှာဖွေစမ်းတောင်းနိုင်တဲ့မြကာလပတ်လုံးကျမဖြစ်ဒီလိုပဲနေတော့မယ်။အောက်မိတာပဲတော်တော်။ဟုတ်ကင်လေးဆွေကပြစ်မတင်မောင်တူမရဲ့မဇဏန်ကဘာကြောင့်မဖြစ်ရမှာလဲတော်တော်။ဟုတ်ကင်လေးဆွေကစဉ်းစားကြည့်တော့မိမဖြစ်ရတာယောက်ျားမရှိရင်တည်ပြီးမျက်နှာငယ်လေးဤမဇဏန်ကဘာကြောင့်မျက်နှာငယ်ရမှာလဲ။ရှေ့ခေတ်ကတော့ဟုတ်ချင်ဟုတ်မယ်။ဒီခေတ်မှာတော့ကျမတို့လူမင်းကလေးတွေအပုံကြီးကပဲ။ဟုတ်ကင်လေးဆွေက ဝိုင်းကြီးကတော့ဟုတ်ပါပြီထားပါတော့ဟိုလိုဒီလို လူမှုရေးတွေကရှိသေးကြတာကိုဒီမကြီးရဲ့မတ်တန်နန်ကဘယ်လိုဘယ်လိုလူမှုရေးတွေလဲဒေါကင်လေးဆွေကဒီလိုပါဒီမကြီးရဲ့ဟဲ့ရပညာတွေကကြိုက်သူကြိုက်သားမပေါ်လာတဲ့မိန်းကလေးများဖို့တော့တော်အောင်လျော်အောင်ယောက်ျားကိုတော့ဖြင့်မယူဘူးကုထမင်းကိုရှာစားမယ်ဆိုတာလက်မှန်တာပေါ့သို့တော်ဒီပြမျိုးဟာကဒုတိယရန်အကောင်းစားများသာဖြစ်ပါတယ် ပထမတော့မဟုတ်နိုင်ပါဘူးမိမဖြစ်လာတယ်ဆိုကြတဲ့ကတတ်နိုင်ရင်ရှင်ဘရင်ကတော်ဖြစ်ဖို့ဝင်းကြီးကတော်ဖြစ်ဖို့ဘာကတော်ညာကတော်ဖြစ်ဖို့ရည်မှန်းကြရခြင်းဟာဓမ္မရာပဲတူမကြီးရဲ့ကိုတိုင်းပြည်ကိုအုပ်ချုပ်နိုင်လို့ဘရင်မကြီးဖြစ်တဲ့ပုဂ္ဂိုလ်များတောင်လင်မရှိမတင့်တယ်လို့လက်ထပ်ကြရသေးတယ်မဟုတ်ဘူးလားမတဏန်ကလက်မထက်ပဲအပြိုကြီးလုပ်နေတဲ့အင်္ဂလိပ်ဘရင်မကြီးလည်းရှိခဲ့မှုပါလေတော်တော်ဒေါခင်လေးစေကဟုတ်ကဲ့လားဘယ်သူနဲ့လဲမတဏန်က အဲလိဇဘတ်တဲ့ဒေါကင်လေးဆွေကနှုတ်နေပါအောင်ရသဝင်ကသူ့အကြောင်းကိုအကောင်းကြီးရတယ်လားမဒနန်ကဘယ်လိုအကောင်းလဲတော်တော်ဒေါကင်လေးဆွေကဟိုလူနဲ့ဒီလူနဲ့မရုပ်ပတ်ကြဘူးလားမဒနန်ကတန်ကတော့တော်တော်လူလူဆိုရင်ဟိုလူနဲ့ဒီလူနဲ့ဒေါကင်လေးဆွေကအဲ့ဒါကြောင့်ပြောတာပေါ့လူလူဆိုပေမဲ့လူယောက်ျားလူလူကကိစ္စမရှိဘူးမိန်းမလူလူဆိုတော့ခက်တယ်ဒူမာကြီးရဲ့ မတနန်ကသူတို့ကရုပ်ပတ်ပြီးမင်းကမဟုတ်ရင်ပြည်တာပဲတော်တော်ဒေါခင်လေးဆွေကမဟုတ်သေးဘူးနော်ကိုမဟုတ်ပြီးမင်းရုတ်တရုတ်တာနဲ့ရုပ်ပတ်ပြီးဆိုတော့ဟုတ်တာလောက်ရှက်စရာကောင်းတာပဲတူမကြီးရဲ့မတနန်ကရုပ်ပတ်တိုင်လိုက်ပြီးရှက်မနေနိုင်ပါတော်တော်ဒေါခင်လေးဆွေကရုပ်ပတ်ယုံရုပ်ပတ်တန်ကကိစ္စမရှိဘူးထားလိုက်ပါဦးတနည်းကလို့ဖြစ်တော့ဘယ်နဲ့လုံးမလဲမတနန်ကဘယ်လိုတော့တော်တော်ဒေါခင်လေးဆွေက တနည်းကဖြစ်တာမျိုးမှာမောင်လူမောင်မကင်လိုက်ရင်ဘယ်နဲ့နေမလဲတူမကြီးရဲ့မတဏ္ဏမှာဤကဲ့သို့နောက်တစ်ချိန်ဖြစ်လိမ့်မည်ကိုထည့်သွင်းစင်ကျင်ခြင်းမပြုမီသောကြောင့်အဖြေမပေးနိုင်ပဲငင်းနေမိလေတော့သည်ဒေါကင်လေးစွေကဆက်လက်၍မိမဆိုတာခက်တယ်တူမကြီးကိုကကောင်းကောင်းဝင်ဝင်နေပြီမေလို့ဖြစ်စည်းခြင်းတဲ့လူတွေကရှိသေးတယ်တခြားလူမကြည့်ပါနဲ့စင်စမာနာအလောင်းနဲ့ဖះအလောင်းကိုကြည့်စမ်းပါစင်စမာနာအလောင်းဟာတကယ်မိမသူတော်ကောင်းတယောက်မဟုတ်ဘူးလား တကယ်ကောင်းအဟုတ်ကောင်းညာတော့လေယောက်ျားတွေကမကြည့်နိုင်လို့အလောင်းတော်ကိုဝိုင်းပြီးမြှောက်ပေးကြတယ်မဟုတ်ဘူးလားမတ္တနာလည်းပင်သက်ရှူလျက်ရှိဒေါခင်လေးစင်ကအခွင့်ကောင်းဆိုတာခဏခဏပေါ်ရတာမဟုတ်ဘူးနော်မင်္ဂလာစင်းနာမာနေခဲ့ကြတော့ကဘယ်လိုကြုံခဲ့ရသလဲတူမကြီးသိတယ်မဟုတ်လားမိကိုရမယ်လို့မရှိလို့စိတ်ကူးထက်ကြည့်ပြန်တော့မုတ်ဆိုးဘူးတို့ဆက်ချုပ်သမားတို့အငယ်အနောင်ပြစ်ဖို့ဒါလောက်ကြီးပေါ်လာကြတယ်မဟုတ်ဘူးလားမတ္တနာကကျမကပြင်စိတ်မကူးမိပါဘူးတော်တော်ဒေါခင်လေးစင်က တူမကြီးကစိတ်မကူးပြီမေဒေါ်တော်ကစိတ်ကူးကြည်စမ်းတယ်မတဏန်ကကျမဖို့လားဒေါခင်လေးဆွေကကြီးဖို့ပေါ်တော့ကျုပ်ဖို့စိတ်ကူးပါမလားမိုက်လိုက်ပါပြီတော့မတဏန်ကကြံကြံစီစီဒေါ်တော်ရဲ့ဒေါခင်လေးဆွေကတူမကြီးရဲ့အဖြစ်ကိုဒေါ်တော်မသိရသေးခင်ကပြောတာပါပရိသန္ဓေအကြောင်းကိုသိရတော့စိတ်ကူးမထက်မိတော့ပါဘူးမတဏန်ကဒေါ်တော်ပြောတာတွေအလုံးကောင်းတယ်လိုက်မှန်တယ်ထားပါတော့ ဖိုးခွေအတွက်ကခက်တယ်တော်တော်ဒေါခင်လေးဆွေကပါခက်ဆရာရှိတယ်တူမကြီးရဲ့အခုအတိုင်းပဲကြောင်းအိတ်ကြောင်းစာထားလိုက်တာပေါ့မဒနန်ကဒါကိစ္စမရှိဘူးဘယ်လိုလုပ်ပြောရမလဲတော်တော်ရဲ့ဒေါခင်လေးဆွေကဘာလုပ်ပြောမလဲနောက်တစ်ဖြည်းဖြည်းမှပြောပြပေါ့မဒနန်ကပေးကလာဖြစ်မှလေတော်တော်သိသွားတော့ကျမခွေးမဖြစ်ပေဘူးလားဒေါခင်လေးဆွေကမသိအောင်ထားပေါ့ဤတော်တော်သားလို့ပြောပေါ့ မတဏန်ကတနိပုဂုံတို့ခက်ပါလိမေတော်တော်ဒေါကင်လေးစေကတယောက်ယောက်ကိုမွေးစားစီရင်ကိုမတဏန်ကအမလီမလုပ်ပါနဲ့တော်တော်ကျမသားကလေးအခုခွဲထားရတာတော့ကျမရင်ထဲမှာနေတိုင်းဆွေးနေပါတယ်ဒေါကင်လေးစေကမွေးစားပြီမေကိုတွေ့ချင်းတဲ့ကတွေ့နေတာပဲတူမကြီးရဲ့မတဏန်ကမဖြစ်ဘူးတော်တော်ဘယ်နည်းနဲ့မှမဖြစ်ဘူးကရင်ဒါဖြင့်ဒီလိုလုပ်ကြစို့အဖြစ်ပြက်ကိုအမှန်နဲ့အတိုင်းဖွင့်ပြပြလိုက်မယ်ဘယ်နဲ့လဲဒေါကင်လေးစေက မလုတ်ပါနဲ့ဤဒီလိုတော့မဟန်ပါဘူးထင်တယ်ပက်လက်လန်သွားရင်ဘယ်နဲ့လုတ်မလဲမဒနန်ကပက်လက်လန်သွားရင်လွေးကြရုံရှိတာပေါ့ဒေါကင်လေးဆွေက လွေးလေးလွေးရသည်ကိုကိုလေးအထင်သေးခံရသည်ဆိုရင်ဘယ်နဲ့နေမလဲမဒနန်ကဒီတော့လေကံအတိုင်းပေါ့တော်တော်ဒေါကင်လေးဆွေကမလုတ်လိုက်ပါနဲ့ဤဒီလိုတော့မဒနန်ကသားကြောင့်ကျမပြောရည်ဟုတ်လားဖူးခွေးဖေကလွေးလို့ကျမပို့ဒီပြသက်မှာမဖြစ်နိုင်ပါဘူးလို့စဉ်းစားမိသားပဲ တော့ခင်လေးဆွေကဖူခွိဖီကဘယ်မှာလဲမတဏံကကျမစိတ်ချမ်းသာဖို့နဖူးစာပါရင်ပေါ်လာရမှာပေါ့တော်တော်တော့ခင်လေးဆွေကပေါ်လာတော့ညီကဘယ်နဲ့လို့သိမလဲသူကကောဘယ်လိုလို့သိမှာတဲ့လဲမတဏံကကျမပြောချင်တာကကျမစိတ်ချမ်းသာဖို့ကံပါရင်အလုံးအစင်သိင်ဖြစ်မှာပေါ့တော်တော်တော့ခင်လေးဆွေက ညီဟာကတိန့်ထီပေါက်ဖို့တဲ့ခရင်မာသေးတယ်အေးရဲ့တိန့်ထီကမှတစောင်းတို့ထိုးတလောက်ပေါက်ဖို့လျာလမ်းရှိသေးတယ်ညီဟာကလမ်းစာကိုကြည့်မြင်တဲ့ကိစ္စပါအေးမဒနန်ကသူနဲ့လုံမလဲတော်တော်ကိုတက်နိုင်တဲ့ကိစ္စမှမဟုတ်ပဲဒေါကင်လေးဆွေကမတက်နိုင်ဘူးဆိုပြီးမျက်စိမိတ်စောင့်နေလို့ဘယ်ဖြစ်မလဲအခွင့်အရေးပေါ်လာတာကိုကိုကနေရာကျအောင်ကြည့်ပြီးဖန်တီးမှပေါ့မဒနန်ကဘယ်လိုဖန်တီးရမှာလဲတော်တော်ဒေါကင်လေးဆွေက ခန္ဒီဆိုတခြားသူဟုတ်ရောလားမောင်လူမကိုယူလိုက်ယုံပေါ်မတဏံကစဉ်းစားပြစီအောင်တော်တော်ဒေါခင်လေးဆွေကကြာကြာတော့မစောင့်နိုင်ဘူးအေးငါကစကားပြန်လိုက်တော့မှာပင်ဤနေ့အဖြစ်ဇတရွေတိုက်တွန်းဖန်များလက်သောမတဏံမှာတဖြည်းဖြည်းနာဝင်စားပြုလာ၏သို့တော်ခင်လေးဆွေဤစကားကိုနားထောင်လိုက်ပါတော့မည်ဟုအောင်မေမိသည့်အခါတိုင်းမတဏံသည် ငယ်ကလေးကရရှိထားသောဒါမြတ်ဤဓာတ်ပုံနှင့်လူမောဤဓာတ်ပုံတို့ကိုထိုး၍နိုင်ရှင်ကြည့်ရှုမိလေသည်အမှန်တိုင်းဖော်ပြရသောမတ္တဏံသည်ဖိုးခွေအဖေမလွဲ၍မြည်သူနှင့်မြအိမ်တော်ကြလိုသောစိတ်ဆန္ဒမရှိသည့်အလျောက်လူမောနှင့်ဒါမြတ်တို့နှစ်ယောက်အနက်မြည်သူကမှချစ်ကြိုက်လာပါသည်ဟုမဆိုနိုင်တော်လဲလူမောဤကျေးဇူးများသည်မတ္တဏံဤစိတ်ကိုအမြဲမဲတင်လျက်ရှိ၏သို့သော လူမကိုယူပါတော့မည်ဟုစိတ်ကူးမိသည့်အခါတိုင်းတာမြတ်အားတနာသောစိတ်ဖြစ်ပေါ်လာ၍၎င်းဓာတ်ပုံကိုထုတ်ယူကြည့်ရှုမိခြင်းဖြစ်လေသည်။ဒီနေ့တိုင်းလူမသည်မိဘများထံမှဂျေနန်တစောင်းရ၍မိမိ၏နှမနှင့်တာမြတ်၏နှမတို့ယင်းနှင့်တည်ဆုံးကြသည့်အဖြစ်အပျက်ကိုသိရှိရသဖြင့်ဝန်내သောမျက်နှာနှင့်မတ္တနံတို့အိမ်တို့လာရောက်ပြောပြ၏။မတ္တနံကကော်ဖီများဖြော်လျက်ရှိစဉ်လူမသည်တာမြတ်၏လူရဲ့ချင်းကိုအသစ်လော၍ပူပန်ဆိုရင်လာသည့်လက္ခဏာနှင့် ခင်လေးဆွေအားမိမိတို့ကိစ္စကိုအလော30တိုက်တွင်းပေးရန်ပူဇာလီတော့ဤမတနာမှာအသက်26နှစ်ရှိလာပြီဖြစ်၍20ကျော်စအရွယ်ကဲ့သို့မြင်ရသူတိုင်းငိတ်လောက်အောင်နှုတ်ရည်ဖတ်ရည်နှင့်တကွလှပတော်သည်ဟုမဆိုနိုင်ချေထို့ပြင်ကလေးတယောက်အမေဖြစ်ရသည့်အတွက်မြည်သည့်နီးနေမစိုးအနေငယ်မြဖြစ်စေကြားထိုက်သည်လဲမှန်ပေ၏ ဆူဒန်ကောင်သာမိမတယောက်ဖြစ်၍အသာရေမှာ20ကျော်စားအရွယ်ကနေမချာနာပဲကိလစ်တောင်တင်းလျက်ဖြီးလင်းပြင်စင်ပုံနှင့်ဂိုဟန်အမှုရာများမှာတမျိုးတိုက်မြတ်၍ကျသည်မင်္ဂလာတိုးတက်လာသည်ဟု၍ပင်တစ်ဖက်ကဆိုနိုင်ပြန်ပေသည်ယခုအရွယ်၌ပင်မြင်ရလျင်မလိုချင်သူခါရှာရှာရှိသည်ဟုဆိုနိုင်တော်လဲတခါတည်းရန်မြင်ရသူတို့အဖို့မူလူမော်နှင့်တာမြတ်တို့အခြေ၌ရှိသောယောက်ျားများကတန်တန်ဆွဲဖြစ်လောက်အောင်မဟုတ်ဟု၍ဆုံးဖြတ်ကြပေလိမ့်မည် ်သို့သောငငယ်ကလေးကအတူတကကြီးပြင်းလာ၍ငယ်ကလေးကဆွဲလန်းလာခဲ့သောယောက်ျားများသည်မိမိတို့ဆွဲလန်းသောမိမ၌ရင်ယောခြင်းဒီဟုသောအထင်အမှတ်များပေါ်ထွက်လာသည်ကိုမမြင်နိုင်ပဲရှိကြလေသည်အရေးကြီးဆုံးသောအချက်တစ်ခုရှိသေးသည်ကလူမော်သည်၎င်း၊သာမြတ်သည်၎င်း၊မတ္တနာနှင့်တယောက်ချင်းသာရှိကြပါကဤမြတ်လောက်တန်တန်ဆွဲခေါ်လောက်အောင်ရှိကောင်းမှရှိကြပေမည်ယခုမှတသက်ပါလုံးပြန်သူပူပန်ခဲ့ကြ၍ရသည့်အတွက်ဂုံယူခြင်းထက်မရသည့်အတွက် ရှစ်သောစိတ်သည်အမြဲတိုက်တွန်းလျက်ရှိရာကမသနံသည်ဤမြမက ရုပ်ရည်ကျသွားစေကမူလဲဤလူနှစ်ယောက်မှာလူကြအုံမြင်ပင်ဖြစ်လေသည်။ရင်ဆိုင်ကျင်သောစိတ်သည်လူများကိုလှည့်စားတတ်ချေသည်တကား။နောက်ဆုံး၌မသနံသည်ခင်လေးဆွေဤသဘောယိုဖြင့်တိုက်တွန်းချက်ကြောင့်လူမော်နှင့်လက်ထပ်လိုက်တော်သည်။သို့သောခင်လေးဆွေကြံပေးသည့်အတိုင်းဖိုးခွေအကြောင်းကိုလျှို့ဝှက်ထိန်ချန်ထားလိုက်ကြ၏။ခင်လေးဆွေကဤကဲ့သို့အကြံပေးမိခြင်းမှာအကြောင်းဆုံးသိရ၍ လူမော်စိတ်ပြက်သည်ဖြင့်နောက်ဆုတ်သွားခြင်းသောလွဲချော်မည်ဆိုရ၍လွဲချော်ခြင်းမကန်နိုင်သည့်အတွက်ပင်ဖြစ်လေတည်း။ဒါမြတ်သည်တောတရာမရန်ကုန်သို့ပြန်ရောက်လာသောအခါမတဏန်နှင့်လူမော်တို့မင်္ဂလာဆောင်နှင်းကြီးသောတရင်နှင့်တကားရွာမရောက်လာသောဖခင်ဤစာတွင်မင်္ဂလင်းနှယောက်သေဆုံးကြသောတရင်ကိုပါကြားသိရလေ။မင်္ဂလာတရင်မှာဒါမြတ်အဖို့အထူးအဆန်းမဟုတ်မိမိကြိုတင်တွက်ချက်ထားသည့်အတိုင်းဖြစ်၍မအံ့ဩတော်လဲမိန်းကလေးနှစ်ယောက်တို့ဤတရင်မှာပလက်လံမတက်ဖြစ်မိလေတော့သည် နှမအတွက်ဝန်နေခြင်းမှာထုံစံတိုင်းဖြစ်၍ဝတ္ထုသွားအတွက်ရောပါလာအောင်မရှိချေတို့ရတွင်လူမော်ဤနှမသေဆုံးရခြင်းအတွက်မှမူဒါမြတ်ဤစိတ်ထဲ၌တမျိုးတမျိုးဖြစ်သွား၏လူမော်နှင့်ပြိုင်တူပူပန်ခြင်းကိစ္စ၌မိမိအရေးနှိမ့်ရစေကာမူလဲမိဘစကားကိုနားထောင်သည်ဆို၍တဏီအားဖြင့်အသာယူနိုင်စရာလမ်းရှိသည့်အပြင်လူမော်ကိုယ်တိုင်ကလည်းမိမိနှင့်တမိရောက်ဖဖြစ်လာသောအခါ၌မိမိအပေါ်တွင် အသာယူနိုင်သောစိတ်ရော့ပေါ်လိမ့်မည်ဟုမျှော်လင့်မိ၏ ရှင်မီတော်လူများသည်ဤနည်းအဖြင့်ကြံဖန်ကားအဆက်ပြေအောင်ဖြေကြရခြင်းမှာဓမ္မရာပင်ဖြစ်လေသည်ယခုမှမူတာမြတ်သည်လူမော်ဤနှမတည်ဆုံသွားပြီဖြစ်၍အဆက်ပြေအောင်စဉ်းစားရန်နိလန်တခုပြုတ်သွားခဲ့ပြီတာမြတ်နှင့်လူမော်တို့သည်နေရာတကာတွင်ပြိုင်ဘက်ဖြစ်ခဲ့ကြတော်လဲအနောက်တိုင်းဝိတ္ထုများကိုဖတ်ရ၍ န္တမံအမှုရာမျိုးဖော်ပြရန်နှစ်ယောက်လုံးပင်ကြိုးစားခဲ့ကြလေသည်တို့ဖြစ်၍တာမြတ်သည်မြမလူငယ်စိတ်ထားတသက်မြတာရှိပါကလူမောနှင့်မတဏ္ဍတို့ကိုတတ်နိုင်သမျှရှောင်ကွင်းတော်မူဖြစ်လေသည်ယခုမူဤကဲ့သို့ပြုမူခြေကနိုင်သောလူကိုရှုံးသူကရှောင်ကွင်းသည်ဆို၍တဘောရာသေးသည်ဟုဆွေဆွဲခြင်းမခံလိုသည်ဖြစ်သောကြောင့်တာမြတ်သည်ဓမ္မပြန်ရောက်လာသည်နှင့်တပြိုင်နက်လူမောတို့အိမ်သို့ဂျစ်ကားနှင့်ထွက်လာခဲ့၏လူမောနှင့်မတဏ္ဍတို့သည်ဝဏမီယာကုတ်အတွင်းရှိ အိမ်ကြီးတစ်ဆောင်၌နေထိုင်လျက်ရှိကြရာဒါမြတ်သည်အိမ်ပေါ်သို့ရောက်သွားသည်နှင့်တပြိုင်နက်လူမတို့လင်မယားအား congratulation ဆိုလျက်အားရပါရလက်ဆွဲကင်လှုပ်လေသည်လူမနှင့်မတ်တန်တန်တို့သည်တာမြတ်၏အပြုမူကိုနားလည်ကြတော့လေခင်လေးဆွေမူကအန်အားသင့်လျက်ငေးကြည့်နေမိလေတော့သည်ခင်လေးဆွေကတာမြတ်နှင့်တွေ့ရသောတနေ့တွင်မိမိအားအလိုတူလိုပါဟု၍အပြစ်တင်ကသကနာထိုးလေအုံမြီဟုစိတ်တနှွေးနှွေးရှိနေမိယာတာမြတ်၏အမူအရာကိုတွေ့ရမြင်ရသောအခါမှ ယင်ထဲ၌အေးသွားပေတော့သည်စင်စစ်အားဖြင့်တာမြတ်သည်ကြိုးစား၍ဟန်လှုပ်ရခြင်းမြတ်သာဖြစ်တော်လဲ၎င်း၏လှိုက်လဲရှင်ပြအာရပါရရှိသောအမှုရာကိုမြင်ရသောခါ၌ခင်လေးဆွေကမိမိထင်သလိုမတနံကိုအဟုတ်တကယ်ချစ်ကြိုက်ခြင်းမဟုတ်ချေတကားဟူ၍ပင်ယူဆမိလေသည်သို့ဆိုလင်လဲဒောဘာသေးဤဟုခင်လေးဆွေစဉ်းစားမိ၏မတနံမှာလဲတာမြတ်၏အမှုရာကြောင့်အနေအထိုင်ချောင်ချိသွားပေတော့သည်တေဆိုးတဲ့လူတွေဗျာကြုတ်ကိုတော့မဖိတ်ကြဘူး စစ်ဌာနကိုတော့ဖိတ်စာပို့လိုက်ပါတယ်ဗျာဟုတ်လားမရပါဘူးဗျာရရင်လာမှာပေါ့ရွာကအကြောင်းတွေကိုကြားပြပြီလားကိုသားမြတ်မြို့ပြန်ရောက်မှကြားရတာတော့ပေါ့ခမကောသွားနိုင်သေးလားမထူပါဘူးဗျာအလောင်းတွေတောင်မှမတွေ့တော့တဲ့ဥစ္စာအားလုံးဒီမျက်နှာညှို့ငယ်လျက်ရှိကြ၏။ဒါမြတ်ကမူဖခင်တန်တို့မိမိကထက်လိုက်သောစာကြောင်းကိုပြောမပြတော့ချေ။နောင်ခါ၌လူမော်သိခြင်းလဲသိလိမ့်မည်ဟုအောက်မေ့မိ။ကိုင်းဗျာ ကိုတို့ကမစားလိုက်ရတဲ့အတွက်ဗာမြာကျွေးမှာတော့ရောပါအောင်ဗျာတို့မှာတော့ငတ်လိုက်တာဗျို့စိတ်ချပါဗျာကျွေးပါမယ်အချိန်မှနေကင်းဖြစ်၍လူမသည်အစေခံတယောက်ကိုရုတ်တရက်ဟိုတယ်သို့ဆေးလွေပြီးနောက်ငမန်းတောင်အစာရှိသည့်အဖိုးတန်စားစရာများမှယူကျွေးမွေးလေ၏အိမ်မတော်တက်လာစားအချိန်မှပြန်ဆင်းသောအချိန်တိုင်းအောင်တာမြတ်၏အမှုရာမှာစူအောင်ပုတ်တော်ချင်းကင်းယုံတာမကဤလေးရောက်အနက်တွင် ဦးအရှင်ဆုံးဖြစ်နေသည့်အတွက်လူမော်ကပင်စိတ်ထဲတွင်မချီမမွဲမနေနိုင်အောင်ရှိတော့သည်မတနန်ကကျေနပ်လိုက်ပုံမူကားပြောဝယ်ရာမရှိတော့ချေတာမြတ်သည်လူမော်တို့အိမ်မှဆင်းလာ၍ပြည်လန်းတလျှောက်ခြေကားမောင်းလာစဉ်ကျောင်းသားကလေးတစုသည်ဘောင်းမီတို့စပုတ်ရှက် ရှူဖနက်စားသောအဝတ်များအစဉ်တူဝတ်လျက်နှစ်ယောက်တရွယ်လျှောက်ကြ၍ကျောင်းဆရာများကနဗိမစောင့်ချက်လိုက်ပါလာကြသည်ကိုတွေ့ရ၏တငယ်ကလေးများမှာ၅နှစ်၆နှစ်သားမှ၁၈နှစ်သားတိုင်းအရွယ်အစအစရှိကြ၍ ငယ်ဆုံးများကရှေ့ဆုံးမှရှောက်ကြလျက်ကြီးစဉ်ငယ်လိုက်ဖြင့်နောက်ဆုံးမှအကြီးဆုံးများကလိုက်ပါလာကြလျက်သာမြတ်သည်မိမိကြောင်းသားရွယ်ကပြုကြရပုံများကိုတရိယသည်နှင့်စိတ်ဝင်စားစွာနှင့်ခက်ပြေးပြေးမောင်းရင်ကြည်နေမိတော့သည်ဒုက္ခနာ၌သာမြတ်နောက်မှမြင်းခွာသံများကြားရ၍လူအများတို့ဟေအော်သံများလည်းပေါ်ထွက်လာလျက်သာမြတ်သည်အတန်ကြာရသို့လှည့်ကြည့်လိုက်မိသည်တွင်မြင်းလည်းတစည်းသည် မောင်းသူမပါဘဲလမ်းကြီးတစ်လျှောက်ကဆုံဆိုင်လာသည်ကိုမြင်လိုက်ရ၏ လန်နဘေရှိပလက်ဖောင်းပေါ်၌လျှောက်လျက်ရှိသောကျောင်းသားများသည်လည်းအတန်ကြရာသို့လက်ကြည့်ကြရာကျောင်းဆရာများကလည်းတငယ်များအသတိပေးလျက်ရှိ၏မြင်လည်းနောက်၌ကလူတယောက်သည်ကြာပွက်တစ်ချောင်းကင်လျက်ပြေးလိုက်လာ၏မြင်လည်းသည်လမ်းမကြီးအတိုင်းပြေးလာ၍ကျောင်းသားများကပလက်ဖောင်းပေါ်၌ရှိကြသောကြောင့်ကိစ္စမရှိတော့လဲကျောင်းဆရာများကသတိပေးလျက်ပင်ရှိကြလေသည် ညင်လေသည်လမ်းမကြီးပေါ်မှပြေးလာသည်ဆိုတော့လဲတာမြတ်ဤจิตကားကြောင့်လမ်းတပေတို့တွေ့သွားလေရာကြောင်းသားများနေတို့ရောက်သည်နှင့်တပြိုင်နက်ညင်လေဘိန်းသည်ဘလဖောင်းအစွန်းနှင့်ညီသွား၏ဤတွင်ညင်သည်လမ်းပြေးလာခြင်းဖြစ်၍မျက်လုံးပြူးမျက်စံပြူးရှိနေသည့်အတွင်ဘိန်းတစ်ဖက်ညီသွားသည့်အတွက်တို့၍လမ်းသွားသည်ဖြင့်ယုံမိယုံရာကန့်လန့်ယုံလိုက်သည်တွင်သမုတ်တိုင်များကျွတ်ထွက်လွင့်စင်လျက်တဖက်တည်းသောဘိန်းသာကြံလေတော့သည်သောနေမင်းရုတ်တရက်မရသေးပဲဆက်လက်ပြေးသွား၍အချိန်အနည်းငယ်လျော့သွားသောအခါမှာ မြင်လေသမားမိလာ၍ဇက်ကိုဆွဲနိုင်တော့သည်ထိုတော်တွင်တွင်မြင်လေဘိမှကျွတ်ထွက်လွင်စင်သွားသောစမုတ်တိုင်းတစ်ချောင်းသည်ပလဖောင်းပေါ်၌ရှိသောကြောင်သားကလေးတစ်ယောက်ကိုထိမှန်သည်နှင့်တငယ်ကလေးမှာခွေကြသွားတော့သည်။တမရကလည်းကားကိုရက်၍မြင်လေသမားကိုကူညီမြည်ပြူစဲတွင်တငယ်ကလေးတစ်ယောက်လဲသွားသည်ကိုမြင်သည်နှင့်၎င်းထံသို့ပြေးလာရလေသည်။ကြောင်ဆရာများသည်တငယ်ကိုပွေထူပေးကြစဉ်တမရရောက်သွား၍သေချာစွာကြည့်ရှုကြသည်တွင်သူကိုစမုတ်တိုင်း ပွမှန်သွားခြင်းဖြစ်ကြောင်းတွေ့ရ၏တဲ့တဲ့မှန်ကလေးဂျိုကြီးသွားလောက်တော်လဲပွသွားခြင်းမြတာဖြစ်သောကြောင့်အနေငယ်ပွင့်ပဲ့၍ခြေထွက်နှင့်ဖြစ်သွားယုံထက်မပူချေတာမြတ်သည်ထိမှန်သောတငယ်ကိုကြောင်းဆရာများနှင့်တို့ဂျေကဘောတို့ပွင့်တင်၍ကြောင်းဆရာများနှင့်တို့တငယ်ကိုကြောင်းတို့လိုက်ပို့ရ၏တန်ရာမှာမကြည့်ကြသောကြောင့် စေယုံတို့ပို့ရန်မလို့ဆို၍ကြောင်းစီကန်၌သာဆေးထခြင်းကျက်စီးခြင်းကိုပြုလုပ်ပေးကြလေသည်။ဒါမြတ်သည်တငယ်ကိုကားပေါ်တွင်မိမိအနီး၌ထိုင်စေလျက်ကြောင်းတို့မောင်းနှင်သွားစဉ်ကလေးကပင်ထိခိုက်မိသောဒဏ်ရာကြောင့်ကရုဏာဖြစ်ယုံသာမကမြင်လင်မြင်ချင်းချစ်ခင်ကျင်နာသောစိတ်ဝင်လာ၍တငယ်ဤဥကောင်းကလေးကိုဂိုင်းတွယ်ပွတ်သက်ပေးမိ။တငယ်ကလည်းလူမြင်တိုင်းအယောတဝင်နေတသောဝါဒနာမရှိပါဘဲလျက်ဤလူကြီးကယူရဂိုင်းတွယ်ခြင်းကိုမူကြည်ပြူစွာခန်းနေသည်။ ရောင်စေကံတို့ရောက်၍စေတဲ့ပြည်တည်နှင့်နောက်၌ပင်တာမြတ်သည့်ရုတ်တရက်မပြန်သေးပဲတငယ်ဤမျိုးရိုးဇာတိကိုမင်းမြန်မိသည်လူလေးရဲ့မင်းနာမည်ဘယ်နဲ့ခေါ်တယ်လဲအင်ကတော့ဖုတ်ခွေးခေါ်တယ်ကျောင်းမှာတော့အဲ့ထွေဆွေတဲ့ဗျမင်းအဖေနာမည်ဘယ်သူခေါ်လဲကွယ်အဖေနာမည်တော့မသိဘူးဗျဟေးကို့အဖေနာမည်ကိုမသိဘူးလားကွယ်မိမိက ပြုတ်မထားဘူးဗျမင်းအဖေရှိတယ်မဟုတ်လား အထုမရှိဘူးရဘယ်သွားတယ်လဲတီဗီလို့ပြောတယ်နို့မင်းဘယ်သူနဲ့နေတယ်လဲမင်းမင်းနဲ့မမနဲ့နေတယ်ဗျမင်းမင်းမင်းနာမည်ဘယ်လို့ခေါ်တယ်လဲဒေါ်ဆွေလေးဗျခင်လေးဆွေလို့လေခေါ်သူကခေါ်ကြတယ်ဒါမြတ်ဒီမတ်တနိုင်ရတော့ခင်လေးဆွေကိုချက်ချင်းတရိရတော့လဲနာမည်တူသည်ဟူ၍သာအောက်မိမိမမဤနာမည်ကိုမိမိပါမစဉ်းစားစရာဖြစ်လာမည်မှန်တော်လဲတငယ်တယောက်ဤမမအမည်ကိုမမေ့ကောင်းသောကြောင့်မမေ့မိသည်ဖြင့် မတဏံခင်လေးဆွေတို့ဖြစ်ချင်မီလို့ဟုစဉ်းစားဖို့အကြောင်းမဖြစ်ပေါ်လာချေ။ဒါကြောင့်မလဲခင်လေးဆွေအားအပြိုကြီးအဖြစ်နဲ့သာတည်ခဲ့ရသဖြင့်အဒရစ်ဆွေနဲ့ဆက်သွယ်ခြင်းရှိလိမ့်မည်ဟုမိသည့်နည်းနည်းမျှမထင်နိုင်ပေ။ညီမတို့သည်သွေးပြောသည်ဟုသောစကားကိုအသုံးပြုတတ်ကြ၏။တာမြတ်နှင့်အဒရစ်ဆွေတို့တာဖဖြစ်ကြောင်းကိုစာဖတ်သူယခုနာစင်သူတို့သိကြပြီဖြစ်ရာ၎င်းတို့နှစ်ဦးတွင်သွေးပြောခြင်းသည်ဟုတ်တယ်လို့ပေသည် စဉ်စဉ်မှာဤစကားသည်အထင်နှင့်ပြောကြသည့်လက္ခဏာရှိတော်လဲတဘာဝနှင့်ဆန့်ကျင်ကောင်းမှဆန့်ကျင်ပေလိမ့်မည်မြည်တို့ပင်ဖြစ်စေတာမြတ်နှင့်ဖိုးခွေတို့သည်တယောက်နှင့်တယောက်တွေ့မြင်ကြရသောအချိန်မှစ၍ချက်ချင်းပင်မြစ်တာတဲ့ဆက်မိကြသည်ဖြစ်သောကြောင့်တာမြတ်သည်ပထမ၌တငယ်ဤဒံယာကြောင့်ကိုမင်းမြန်ဆောင်ဆန်းရန်ကြောင်းတို့ရန်ပန်ရောက်ရာမှခင်မင်သည်ထက်ခင်မင်လာခဲ့၍တငယ်အတွက်ဘောလုံးချောကလက်အယုတ်ကားစားသောစားစရာ ကစားစရာကလေးများယူဆောင်ကကျောင်းသို့နှစ်ရက်တစ်ခေါက်သုံးရက်တစ်ခေါက်လာမိလေတော့သည်တငယ်ကလည်းတာမြတ်ကိုခင်မင်းနေပြီဖြစ်၍တာမြတ်လာသောချိန်များတွင်အခြားတငယ်များနှင့်မကစားတော့ပဲကျောင်းဝါ၌ရှိသောသစ်ပင်ကြီးအောက်မှစောင့်မျှော်ကြိုးစုံနေရှာလေတော့သည်တာမြတ်ရောက်ချိန်ခွဲချိန်တို့၌လည်းသားဖာနှစ်ယောက်တို့သည်သားဖာမှမတည်ပဲလျက်ဖယံနန်းရှုပ်ချင်းပြုတတ်ကြလေသည် အခြားသောတငယ်များကဟေ့အဲ့တွေ့မင်းနဲ့ဘယ်နဲ့တော်တယ်လဲကွာ ဟုမေကြတော့ခါဘိုးခွဲသည်အဖြစ်မပေးပဲဘာတော်တော်ကွာဟုပြန်ပြောလေရှိသည်စင်စင်မှာတန်ငယ်သည်မိမိနှင့်တစုံတရာမတော်ဆက်ပဲလျက်ဤကဲ့သို့ခင်မင်းယင်းဤစွာနှုတ်ဆက်ခြင်းသည်နီလံမမှန်သည့်အဖြစ်ကိုနားလည်ဟန်တူ၏သို့သောမအောင်ဤနိုင်သဖြင့်ပြုမိသည့်လက္ခဏာရှိပေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးရောင်းဤ ညက်သက်မောဆိုတဲ့ဝိတုစာကိုအပိုင်းစနစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း73မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးခြင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ